ရှိသောဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါれ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့မှန်ကန်သောယေမချက်ပန်းနိုင်ဆိုတဲ့ကောင်းစဉ်လေးနဲ့ခွားပေးတော်မှာဖြစ်ပါれ။ယေမချက်ပန်းနိုင်လို့ပြောရင်ဧသရေလလူမျိုးတွေကိုဥပမာပေးခြင်းနဲ့ပရမဟုဆုံးတော့နော်။ဧသရေလလူမျိုးတွေရဲ့ယေမချက်ပန်းနိုင်ဟာခန္ဓာပြည်ကိုဝင်စားဖို့ဖြစ်ပါれ။အဲ့တော့ခန္ဓာပြည်ရောက်ရမယ်။ပြင်အဲ့ခန္ဓာပြည်မှာခန္ဓာပြည်မှာကောင်းစားရမယ်။ ကောင်းချီးမင်္ဂလာနော်ခံရမယ်ပေါ့ဒါသူတို့အတွက်ရင်မချက်ပန်းနိုင်ဖြစ်တယ်အဲ့ဒါကိုဘုရားသခင်ကအတိပေးတယ်ဘုရားသခင်ကခေါ်ဆောင်လာတယ်ဒီသဘောပဲဒီနေ့ယုံကြည်သူတယောက်ချင်းစီတိုင်းလဲမှတ်ထားပါကျွန်တော်ယုံကြည်သူမဟုတ်လူသားအလုံးဟာနော်ဘုရားသခင်ကဒီလောကကိုနော်ပို့လိုက်တဲ့အခါမှာကိုစီရင်မချက်ပန်းနိုင်ကိုတတ်မှတ်ပေးထားတယ် အဲ့ဒါကိုမမေ့နဲ့အဲ့တော့သူတို့လည်းအဲ့ရင်မှချက်ပန်းနိုင်ကိုရောက်ဖို့အတွက်သွားမဲ့နီးလန်းတရားဆက်လဲလူတိုင်းကိုဖျက်ပေးထားတယ်နော်ဒါနောက်ပိုင်းကျကျွန်တော်ရှင်းပြမယ်နော်လူတိုင်းကိုရင်မှချက်ပန်းနိုင်ပေးတယ်ပြီးရင်ဘယ်လိုရှောက်အောင်လဲဆိုတာလဲဖျက်သခင်လူတိုင်းကိုတတ်မှတ်ပေးထားတယ်ဒါကတိတူဖော်စားမတိတူကြော်သွားပဲဒီသဘောရှိတယ်ပေါ့အဲ့တော့တယောက်ချင်းစီကြည့်မယ်ဆိုရင်တော့ရောတတ်ပေါ့ ယောသပ်ရဲ့ယမချက်ပန်းနိုင်နေရာဟာဘာလဲဆိုရင်တော့အစ်ချစ်နိုင်ငံဖြစ်တယ်အဲ့ဒီမှာဒုတိယဘုရင်လောက်ရမယ်ပြီးရင်တကဘာလုံးကိုအငတ်ဘေးကနေကယ်တင်ရမယ်နော်ဒီလိုရှိတယ်ပေါ့ဒါလည်းဘုရားကပဲပြတာဖြစ်တယ်ပြီးဘုရားကပဲပို့ဆောင်ရတယ်သူတို့တွေ့ရတယ်ဒါဝိလည်း ့ရင်မချက်ပန်းတိုင်းနေအောင်ဖယားကပဲရှာမွေလဘိတ်သိက်ချင်းအဖြစ်ဟုတ်လားအေးတရလနိုင်ငံမှာရှင်ဘရင်လောက်ရမယ်ဒီလိုဖြစ်ပါတယ်ဒါလဲဖယားသခင်ကပဲပို့ဆောင်ပေးတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ကျွန်တော်အလုံးမှာတိဖို့ကရင်မချက်ပန်းတိုင်းကိုစီကိုဖယားသခင်ကနော်တတ်မှတ်ပေးထားတယ်အဲ့ဒီကိုလည်း ဘလို့တော့မလဲဆိုတာနီလန်းနေပြင်ဆင်ပစ်ထားတယ်ဟာတချို့ကျွန်တော်ယုံကြည်သူတွေကြတာသူကိုယ်တိုင်ခေါ်ဆောင်ပေးတယ်ဒါကိုနားလည်ဖို့ဖြစ်ပါတယ်ဆရတော်ကတော့ရေမန်းချက်ပန်းနိုင်ဆိုတာကိုယ့်ကိုယ်စိတ်ကိုယင်ပြီးတော့မှအကြီးကြီးတွေအသေးသေးလေးတွေအဲ့လိုတတ်မှတ်ရတာမျိုးမဟုတ်ပါဘူးဟာတချို့အမှားတတ်တယ်ပေါ့ရေမန်းချက်ကြီးထားပါအိမ်မက်ကြီးကြီးမက်ပါတော့ ်ယူပါယုံကြီးထားပါတော့ကျွန်တော်တို့ပြောလို့ရှိတယ်ပေါ့မှန်တရားရောင်ရှိပေမဲ့အဲ့ဒါမမှန်ဘူးကိုယ့်ဘက်ကထားရတာမျိုးမဟုတ်ဘူးအကြီးထားရတာမျိုးအသေးသေးထားရတာမျိုးမဟုတ်ဘူးဖယားထားပေးထားတဲ့ဖယားပေးထားတဲ့ယူပါယုံကိုရေမှန်ချက်ပန်းနိုင်ကိုသိရမယ်သိပြီးတော့မှဖယားနီလန်တိုင်းနော်အရောက်လှမ်းမှာဒါကနော်ကျွန်တော်တို့လူတိုင်းအတွက်ဖယားသခင်နီလန်ဖြစ်တယ်ယုံကြည်သူလက်တိုင်းပဲ မယုံကြည်သူလဲဒီတိုင်းပဲနော်ဆိုတော့ကျွန်တော်ရေမှချက်ပန်းနိုင်ကိုနော်ဖယားသခင်ဘလို့အတိပေးလဲကျွန်တော်ကိုဂျူရောကာလာမှာနော်ရောမခန်းစနစ်စာပိုက်ကျွန်တော်38ရှိတိအဆဆုံးဖတ်ချင်တယ်တင်းတော့ဒီကိုကိုထင်တဲ့အတိုင်းထက်လူရင်မထင်ပဲပြောချင်ရင်မှချက်အကြီးကြီးအသေးသေးလို့မဟုတ်ဖယားသခင်ကကိုကိုဟာလား ပေးထားတဲ့ရင်မချက်နေရာအတိုင်းတောင်သိစေချင်တာနော်မထင်မဲ့ဘုရားသခင်ရဲ့လူအသီးသီးတို့ဟာယုံကြည်ခြင်းကိုဝေပေးတော်မူသည်နှင့်အညီကိုကိုကိုလျှောက်ပတ်စွာထင်ရမည်ကြောင်းငါဒီကိုခံရသောခြေကြော်ကိုအမိပြုတ်လက်တင်းတို့တွင် ရှင်မြတ်တော်သူတို့ကိုမာထား၏နော်အဲ့တော့ဘုရားသခင်ကအဲ့ဒီမန်ချက်ပန်းနိုင်ကို အတိပေးတယ်ပြင်အဲ့ဒီမှာဘယ်အတိုင်းတာထိဘယ်လိုလွတ်အောင်ဆိုတော့ယူပါယုံဟောနော်အဲ့ဒီယမန်ချက်ပန်းတိုင်းကိုတက်မပေးတယ်အတိုင်းပဲဖြစ်ရမယ်တဲ့လူကအဲ့ဒါကိုတိဖို့အတွက်ဘုရားကဘလူလူကိုအတိပေးလဲဆိုတော့ယုံကြည်ခြင်းပေးတယ်တဲ့ဟောနော်ဆိုတော့ကျွန်တော်တိဖို့ကအောက်ပိုင်းမှာတော့ဆုယေရှုရဲ့အကြောင်းပြောတဲ့ကျွန်တော်မဖတ်တော့ဘူးစာပတ်ရှိတဲ့ခွာကိုဖတ်ပါအဲ့ဒီဆုယေရှု အတိုင်းကျွန်တော်တို့ကဘာလုပ်ရမလဲရှစ်ကိုဆက်တိုးဖို့ဖြစ်တယ်အဲ့ဒီတိုးတဲ့ခါမှာလဲကောက်ကောက်အကြီးကြီးတွေရှောက်ထားဖို့မဟုတ်ဘူးဘုရားသခင်ကမောင်ဖြူကတော့ဘယ်မှာဘာလုပ်ရမလဲနော်ဘယ်အတိုင်းတာတိအောင်မြင်ရမလဲတတ်မှတ်ပေးထားတယ်ဘယ်အတိုင်းတာတိလုပ်ရမလဲတတ်မှတ်ပေးထားတယ်အဲ့ဒါကိုမြင်အောင်သွားဖို့ဖြစ်တယ်မတိလိုက်ရလို့ရှိတယ် တိပြီးတော့မရောက်တဲ့လူလည်းရှိတယ်။အဲ့ဒါကိုကျွန်တော်ရှင်းလင်းဆိုတိဖို့ဖြစ်တယ်။ပြန်ပြောမယ်ဆိုတော့ယေမန်ချက်ပန်းတိုင်းကို လူတိုင်းကိုဘုရားသခင်ကအတိပေးလည်းရှိတယ်။ဘလို့အတိပေးလဲယုံကြည်ခြင်းကိုပေးတယ်။အဲ့ယုံကြည်ခြင်းအပေါ်တိသွားလဲအဲ့ဒီယေမန်ချက်ပန်းနိုင်ကိုလည်းသိစေတယ်။ပြီးရင်အဲ့ဒီယေမန်ချက်ပန်းနိုင်ဘလို့သွားမလဲဆိုတာကိုအတိပေးတယ်။ဆရာကတော့ ကျွန်တော်တို့ဒီလိုပေါ့အဲလောကစကားနဲ့ပြောမယ်ဆိုရင်တော့ဟိုအထုံပါရမီပေါ့နော်လူတိုင်းမှာဘုရားသခင်ကလောကကိုထက်လိုက်လွတ်လိုက်ကြတဲ့ကအထုံပါရမီထက်ပစ်လိုက်တယ်လူတိုင်းမှာနော်ထက်ပစ်လိုက်တယ်ဆိုတော့ငငယ်လေးမှာအနောက်တိုင်းမှာဆိုတော့သူတို့အရာကိုတေချာလစ်လာတယ်မိဘကတေချာလစ်လာပြီးတော့မှသူကအဲ့ဒီကို မုတ်ပြေးရရောက်နော်တချို့တွေကစာတက်ယုံလေးပဲတင်တာပြီးပြီးရင်ဘာလုပ်လဲကျောင်းတောင်မတက်တော့ဘဲနဲ့အဲ့ဒီအထုံပါရမီကိုတဆိုင်မမတ်နော်မိဘကူညီပေးတယ်ပို့ပေးတယ်အဲ့ကလေးလက်အချိန်တန်ရင်နော်သိပ္ပံပညာရှင်ကြီးတွေဖြစ်သွားတယ်နော်တကက်ကဘာမှာအကျော်မော်ဘောလုံးသမားအမှုပညာရှင်တွေအမျိုးမျိုးပေါ့ဖြစ်သွားတယ်ဆိုတာတွေ့ရတယ် ကဘာမှာအချမ်းသာဆုံးအခုနောက်နောက်ပိုင်းမဟုတ်ဘဲနဲ့ရှေးတုန်းကဆိုရင်တော့ကြည့်လိုက်ကြောင်းပြောင်မတက်တဲ့လူကခမများများပဲနော်အဲ့ဒါပါလေအထုံပါရမီကိုတည်ပြီးအဲ့ဒါကိုဒီဇိုင်းမှန်မှန်နဲ့နော်စူးစမ်းပြီးလှုပ်ဆောင်တဲ့ခါမှာရောက်သွားတာဖြစ်တယ်ဒီလိုမျိုးပါပဲကျွန်တော်တို့ကတော့နှစ်မျိုးပေါ့ကျွန်တော်ကလာမှာဖြစ်တဲ့ကျွန်တော်တို့ကလောကနဲ့ပတ်သက်တဲ့အထုံပါရမီလည်းရှိတယ်နော်အဲ့တော့ အရာကိုတစိုက်မမတ်သွားမဲ့ယုံကြည်သူတွေလည်းရှိတယ်။တချို့ကြတော့ဝိညာဉ်စုကြည်စုအသိတော်မှာဘယ်အခါကဏ္ဍမှာပါဝင်ရမယ်ထဲထဲဝင်ဝင်တော့ရှိပါတယ်။အရာကိုနော်လူတိုင်းကိုဖျားပေးထားပြီးသားဖြစ်တဲ့ဝိညာဉ်တော်ခံရတော်သူဆိုရင်တော့နော်အရာကိုတိဖို့အတွက်လည်းဖျားကပဲယုံကြည်ခြင်းကိုဝေပေးတယ်။ဘယ်နဲ့ဘယ်ထိလောက်အောင်မယ်ဆိုတာအစတတ်မှတ်ပေးထားတယ် ရောမခန်းစနစ်စာပိုက်၃ကနေဟို၈ ठी လောက်ဖတ်ကြည့်ပါ။အဲဟုတ်ပြီ။နော်ဖိလိပ္ပိခန်း၃စာပိုက်၁၄မှာလည်းဗာပြောလဲဆိုတော့ယေရှုခရစ်အဖင်ဘုရားသခင်ဒီအထက်ရမခေါ်တော်မူခြင်းနဲ့ဆိုင်သောစုကိုယချင်းကပန်းနှုံးနိုင်တော့ငါလိုက်ပြေး၏။နော်ဘုရားသခင်ကတတ်မှတ်ပေးလိုက်တဲ့ယုံကြည်သူတယောက်မှာနော်အမှုတော်လုပ်ငန်းမှာနော်ဒီမှာချက်ပန်းနိုင်ရှိတယ်။တခြားယုံကြည်သူတို့လည်း စီးပွားလုပ်ရင်းနဲ့အသင်းတော်မှာနော်ဘယ်အခန်းကဏ္ဍမှာပါဝင်ရမယ်ရေမန်းချက်ပန်းနိုင်ရှိပါတယ်ပညာရေးသမားအမှုပညာအမျိုးမျိုးပေါ့အခန်းကဏ္ဍတိုင်းမှာဒီနေ့ဘုရားခင်ကကျွန်တော်တို့ကိုဟိုတတ်မှတ်ပေးထားတဲ့နေရာရှိပါတယ်နော်ဒါလေးကိုကျွန်တော်နောက်ဆုံးအနေနဲ့ဒီပန်းတိုင်းကိုကျွန်တော်တို့ဘယ်လိုသွားမလဲဆိုရင်တော့ဟိဗေခန်းစနစ်စာပိုက်တက်မှာ ထို့ကြောင့်အိမြတ်လောက်များစွာတော်တက်သည့်အပေါင်းတို့သည်ငါတို့ကိုဝိုင်းရံလက်ရှိသည်ဖြစ်၍ငါတို့သည်ခတ်သိမ်းသောဝင်တို့ကို၎င်းနှောက်ရက်တက်သောဒူးစရိုက်ကို၎င်းပယ်ရှား၍ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းကအားမလျှော့ပဲအားမလျှော့ပဲပြေးကြကုန်အံ့ပုံသက်တည်ရှိတယ်တဲ့ဟုတ်လား အင်းမြလောက်များစွာသောတက်တဲ့အပေါင်းတို့သည်ငါတို့ဝိုင်းရံလည်းရှိသည်ဖြစ်၍ဆိုတာဟေဘဲအခန်း7မှာရှေးယုံကြည်သူတွေကိုပြောတာသူတို့တွေကသူတို့ရင်မချက်ပန်းနိုင်တယ်ဘလို့ရောက်ကြပြီးတော့မှဖျားပေါင်းမလို့ထင်ရှားတယ်လဲဆိုတော့အရာတွေကိုဖျားသခင်ကြမ်းစာထဲမှာငါတို့တက်တဲ့နေနဲ့ပေးထားတယ်တဲ့အဲ့ဒါကြောင့်သူတို့အတုခိုးရမယ်အတုခိုးပြီးတော့မှဟိုကျွန်တော် တိပြောမယ့်အရာကအတုခိုးပြီးတော့မှမလုပ်ရမလဲခတ်သိမ်းသောဝင်ကိုယ်ရေမချက်ပန်းနိုင်ကိုရောက်ဖို့မရောက်အောင်နှောက်ရက်တဲ့အရာတွေနော်အဲ့ဒါနဲ့ဟလာနှောက်ရက်တော့ဒူးစရိုက်နော်ဟိုမကောင်းတဲ့အကုတ်သူတေးဖဲရမယ်ဆိုချက်ပါစို့နော်ဝင်ဟလာအပြေးသမားနဲ့ဥမာပေးတာလေဟိုအပြေးသမားတယောက်ကဘယ်သူမှကြောပေါ်ကြီးလေးပင်တိုင်းမပြိုင်ပါဘူးတေးသဘော နောက်ဆက်တော့ဒုစရိုက်ဆိုတာကတော့နော်အပြည့်သမားအပြည့်မဲ့လူကဟဲ့လားဘယ်လိုလုပ်နိုင်ကလာမှာတညလုံးသွားနေမှာတော့နော်မွေးစရောဘယ်လိုသုံးမှာလဲအဲ့ဒါတွေကိုဘာလို့ရမလဲသူကပယ်ရှားမယ်တဲ့ဆိုတော့ကတော့ဘုရားသခင်စကားတော့နားထောင်ဖို့နော်ဘုရားသခင်ရဲ့အလိုတော်နဲ့အသက်ရှင်ဖို့ပြီးရင်ပါလေကြိုးစားခုနအထက်ကဒါဝိတော်လကောင်းယောသတ်တော်လကောင်းအားလုံးဟာနော်စူးစမ်းရုံးကန်ကြတယ် เนาะဘုရားသခင်ကစွတ်ကနေအဲ့လိုပို့တာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့ဟာလာဇွဲတတိနဲ့ဘုရားခင်ပေါ်တက်ဆာရှိမှုနဲ့ဒီလိုမျိုးတွားမှာဖြစ်ပါတယ်ပေါ့အဲ့လိုမျိုးကိုယ့်ရင်မချက်ပန်းနိုင်တော့ရောက်ပြီဆိုရင်တော့ဟဲ့တရေကလူမျိုးတွေတွက်ကတော့ပြီးတော့မှကောင်းစားဖို့နော်ကောင်းချင်းမင်္ဂလာအမျိုးမျိုးခံရဖို့အတွက်နီးရှိတယ်အမျိုးဆုံးကြမ်းမင်းကတော့အချုပ်ကတော့ပါလေ ဖျားသခင်စကားတော်နားထောင်ခြင်းပေါ့ပြင်မိဘစကားနားထောင်ခြင်းမိဘယူသူယူသည်ချောပြုတ်ခြင်းပေါ့တကလုံးကြမ်းပါမယ်အသက်ရှင်မယ်ပေါ့ကောင်းစားမယ်ပေါ့ဒီတိုင်းမှာပဲဒီနေ့ကျွန်တော်တို့တွေလည်းနော်တိဖို့ကဖျားသခင်ပို့ဆောင်ပေးတဲ့နော်ရေမန့်ချက်ပန်းနိုင်ကိုအရောက်လမ်းဖို့ဖြစ်ပါတယ်အဲ့ဒီရေမန့်ချက်ပန်းနိုင်လဲကိုယ့်အကိုအကြီးကြီးတွေယူပါရောအကြီးကြီးတွေရှောက်ထားရမျိုးမဟုတ်ပါဘူးနော်မဟုတ်ပါဘူး ကျွန်တော်ငငယ်လေးကတည်းကငါဘာလို့ရင်နော်ဘာတက်လွယ်တယ်ဘာမှမမိနိုင်လွယ်တယ်ဘာလို့အောင်မြင်မလဲဆိုတော့ယုံကြည်ခြင်းလူတိုင်းမှာရှိတယ်စိတ်ကူးရင်မဟုတ်ပဲနဲ့လူတိုင်းမှာရှိတယ်အဲ့ဒါပျောက်သွားတာဖြစ်တယ်နော်ဒီနေ့ဆက်ပြီးတော့မှမိဘတွေလက်ကိုသားမျိုးတို့ကြည်ပါဂယုစိုက်ပြီးတော့မှနော်လူကြီးတွေလက်ကိုကိုဘာစုကျေစုရှိတယ်ကိုမဘာယုံကြည်ခြင်းပေးထားပြီးတော့ဘယ်နေရာမှာဘာလုပ်ဖို့အတွက်ယုံကြည်နေလဲ အဲ့ဒါဘုရားပြတဲ့ယုံကြည်ခြင်းဆိုရင်တော့အမိရဆုတ်ကင်ပါဆုတ်ကင်ပြီးတော့မှဇဲမလျှော့ဘဲနဲ့ဘုရားသခင်စကားတော်နားထောင်ပြီးဘုရားနိလန်တိုင်းချစ်တတ်ပါအဲ့ဒါဟာမှန်ကန်တဲ့ယေမချက်ပန်းနိုင်ဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့ယေမချက်ပန်းနိုင်ရောက်သွားရင်တင်ဟာအထိုင်ကျသွားလိမ့်မယ်တိုင်းတိုင်းကျေပြန့်ဖို့အောင်မြင်ချက်ဖို့ပဲရှိပါလိမ့်မယ်တရားဖြင့်ဘုရားဘုံထင်ရှားလိမ့်မယ်လို့ခွန်အားပေးနေနေကုန်းချုပ်ပါရယ်ဘုရားသခင်နေ့တင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်